င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။မြင်းချံမြို့နယ်ရှိစစ်တပ်ကိစ္စကံဝင်းအောင်တိုင်ကိုင်မှုစစ်သားကုန်းအုပ်ဒေသမီစစ်သားအလုံးစကန်ဆုံးခါထွက်ပြီးမန္တလေးတိုင်းမြင်းချံမြို့နယ်ရှိစစ်ဘက်စစ်တပ်ကိစ္စကံဝင်းအောင်တိုင်ကိုင်ရစစ်သားကုန်းအုပ်ဒေသမီစစ်သားအလုံးစကန်ဆုံးခါထွက်ပြီးတော့ကြောင့်ထနောင်းမြေစစ်ကြောင်းမတော်ရှိသူကပြောပါရယ်။နိုဝင်ဘာလ17ရက်နေ့မနက်9:15မိနစ်ခန့်ချိန်မြင်းချံမြို့နယ်ကောက်ခွက်ကျေးရွာနဲ့ကံရကျေးရွာသားရှိစစ်ဘက်စစ်တပ်ကိစ္စကံကိုထနောင်းမြေစစ်ကြောင်းနဲ့မမိတ်တပ်ဖွဲ့တွေကဝင်းအောင်တိုင်ကိုင်ခဲ့ကြောင်း ထိုတိုက်ခိုက်မှုတွေကိစ္စကံကိုဒရုန်းနဲ့ကြားရောက်ပေါက်ွဲပြီးရောမြေပြင်မှာလည်းတော်လိုင်းတက်တွေကစစ်ကြောင်းနဲ့ကြောင်းကွယ်ပြီးကိစ္စကံတွင်တွေဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ထိုစက္ကန့်မှာဂျပန်စစ်သား55ဦးနဲ့အတိုင်းကျတက်ဆွဲထားခြင်းဖြစ်ပြီးတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်က9ဦးသေဆုံးကကျန်ရှိသူအလုံးကစက္ကန့်တွင်မှာဆုတ်ခွာတပြေးသွားကြောင်းတော်လိုင်းတပ်ဖွဲ့တွေကကိစ္စကံကိုရှင်းလင်းဝင်လုံနေချိန်မှာမြင်းကျံမြို့မှာတက်ကူစစ်ကားရောက်ရှိလာကြောင်းပြန်လည်ဆုတ်ခွာခဲ့ကြကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုထနောင်းမြေစစ်ကြောင်းနဲ့အတူ Justice ဆို Warri တပ်ဖွဲ့မဟာမိတ်ဒရုန်းတပ်ဖွဲ့တွေဖြစ်တဲ့ MDF မြောင်ဒရုန်းကြားခင်ဆိုင်တပ်ဖွဲ့ Revolution F4 မြင်းကြက်ကဲ MS7 တန်ရင်လက်ရုံတန်925ကြောင့်ကြားတပ်ဖွဲ့ငန်းစုံ Peak Drone တင်းတပ်ဖွဲ့တို့ကပူပါလုံဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဆက်လက်ပြီးကလင်းမြို့နယ်တောင်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်တပ်ကထိနိုင်တဲ့နဲ့တောင်းဆက်တိုက်ပုံ50ကျော်ကျဲကြတိုက်ခိုက်ဇကိုင်းတိုင်းကလင်းမြို့နယ်တောင်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်တပ်ကထိနိုင်လျင်နဲ့တောင်းဆက်တိုက်ပုံ50ကျော်ကျဲကြတိုက်ခိုက်နေကြောင်းဒေသတွင်းစစ်တပ်မြင်ကပြောတယ်နိုဝင်ဘာလပိုင်းကစတင်ပြီးကလေးမြို့နယ်တောင်ပိုင်းရှိကျေးအများကြီးတပိုင်းမှာဂျပန်စစ်တပ်နဲ့ဒေါ်လိုက်တပ်ဖွဲ့တွေထိတွေ့တိုက်ပွဲနေစဉ်ဖြစ်ပွားနေပါတယ် ထုတ်ပြတိုက်ပွဲများတွင်ဂျပန်စစ်တပ်ကထိခိုက်ဒေဆုံးသူများပြားအကြောင်းနိုဝင်ဘာလ14ရက်နေ့ကစတင်ပြီးဂျက်ဖိုက်တာဝိုက်တွဲလေယာဉ်တို့နဲ့ပုံ60ကျော်ကျဲချတိုက်ခိုက်နေကြောင်းဂျပန်စစ်တပ်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတွေကဘေးလွတ်ရန်ကိုထုတ်ပြတိမ်းရှောင်နေရပါတယ်။နိုဝင်ဘာလ16ရက်နေ့မော်လယ်12နာရီတမင်နဲ့ကံမှာလည်းဂျပန်စစ်တပ်ဂျက်ဖိုက်တာတစ်စီးကကလေးမြို့တောင်ပိုင်းရှင်ချင်းရတွေကိုထပ်မံပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ တော်တိတဲ့တိုင်ပွဲများအတွက်ဂျပန်စစ်သားအလောင်းတချို့နဲ့ကန်ဂျိုကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကတင်ဆက်ရှိခဲ့ကြောင်းတိုက်ပွဲဖြစ်စဉ်သိစိတ်ကိုသက်ဆိုင်တော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်သွားပြီဖြစ်ကြောင်းသိရတယ်။ကလေးတောင်ပိုင်းမှာတိုက်ပွဲတွေကနေတိုင်းနေပါဖြစ်တာခုကစစ်ခွဲရင်းနဲ့လည်းနေ့စဉ်ကိုပုံစံထိတွေ့တိုက်ပွဲမှာစစ်ခွဲတွေဘက်ကအထင်အောင်လို့ထင်တယ်။တိုက်ပွဲဖြစ်တဲ့နေရာတွေကိုတောင်ရှောက်ကိုကျဲချတိုက်ခိုင်းနေတာတော်လိုင်းတပ်ဖွဲ့ကစစ်ခွဲလောင်းကျွန်းနဲ့လက်နက်ကင်ပြည့်လည်းတင်ဆက်ရှိရရှိပါတယ်။တိုက်ပွဲဖြစ်စဉ်သိစိတ်ကိုသက်ဆိုင်တော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်နိုင်မယ်လို့ဒေသတွင်းစစ်တပ်မြေကပြောပါတယ်။ လက်ရှိချိန်မှာတိုက်ပွဲတွေကြောင့်ကလေးကန်ကော်လန်ပိုင်ရှိကျွန်းချောင်းတာယာကုံထောင်ချက်ချောင်းကွာဟဲလုံးမန်တော်ဆောင်ရဲ့ကျေးရွာပေါင်း30ကျော်မှပြည်သူ9000ကျော်ပြည်လျော်တစ်ပြည်တင်ဆောင်နေရတယ်။ဆက်လက်ပြီးမော်တော်မျိုးကိုပြန်တိုက်ဖို့လေးချောင်းကစစ်ကိုပွဲစစ်သားဂျိုလန်နဲ့ကြလင်းဝင်မော်တော်မျိုးကတော်လိုင်းတက်တွေကိုပြန်တိုက်ခိုက်ဖို့ဆိုရင်လေးချောင်းကနေအင်အားလာဖြင့်စစ်သားတွေကတချို့ကတော်လိုင်းအင်အားစုတွေလက်နက်ကြလင်းဝင်ရောက်မှုရှိနေတယ်လို့သတင်းရရှိတယ်။မော်တော်မျိုးနေကတဲပြွာကိုနိုဝင်ဘာလ15ရက်နေ့မှာစစ်တပ်ကရဟန်းနေနဲ့အင်အား200ခန့်တိုက်ပွဲခဲ့ပြီးအဲ့ဒီတဲကတချို့ကတော်လိုင်းအင်အားစုတွေထွက်ပြေးလာခဲ့ရလို့သိရပါဗျ။ တန်းထရီယာမှာစစ်တပ်ကတက်ဆွဲထားတနစ်နေပါကြနေပြီးပြည်အဲ့ညာကိုအများဖြစ်နေရလို့မြေပြင်ကစည်တရမြေကပြောတယ်။လမ်းနဲ့ကြအလင်းဝင်ခဲ့တဲ့စစ်ကောင်စီတပ်ပေါင်းရေတပ်ကတော့သေးစိတ်မတရားသေးဘူး။နိုဝင်ဘာလ14ရက်နေ့ကမော်တာမျိုးနဲ့ NSS ကန်တိတ်တိုက်ပွဲတွေမှာတော့စစ်သား40ကျော်ဖမ်းမိခဲ့ပြီးတပ်မှန်ဖမ်းမိရတဲ့နေဆွေ90နေပါရှိပြီလို့စုံစမ်းသိရတယ်။တနင်္သာရီတိုင်းကမော်တော်မျိုးအားထိုင်းမြန်မာနယ်စပ်ကုန်းသွယ်မှာအရေးပါတဲ့မျိုးဖြစ်ပါတယ်။မော်တော်ကစစ်တပ်ပြားစကန်ကိုကင်မျိုးသားလူများရဲ့တမ်တော့ KNL PDF နဲ့ပူပေါင်းတပ်တွေကလာနေချီပိတ်ဆို့ခဲ့ပြီးနောက်နိုဝင်ဘာလ12ရက်နေ့မှာတိုးစစ်စင်တိုက်ခိုက်ပြီး နိုဝင်ဘာလ14ရက်နေ့မှာတည်ယူခဲ့ရပဲဖြစ်ပါတယ် KNL နဲ့အတူဗမာပြည်သူ့လူမျိုးရေးတပ်တော် BBN လေးနဲ့ Fort for Federal Democracy FFD KNDO PDF ဘက်ကပါဆိုင်မဟာမိတ်တပ်တွေလည်းပါဝင်ခဲ့ပါတယ်စက်ကောင်စီကမော်တော်မျိုးကိုပြန်တိုက်မယ်လို့သတင်းလွှင့်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတဲ့စစ်တပ်ကနိုဝင်ဘာလ15ရက်နေ့ကလည်းမော်တော်မျိုးတွေကိုလေကြောင်းကနေပုံစံတိုက်ခိုက်တယ်လို့သိရပါဗျ။ ဆက်လက်ပြီးကြောင်ပြန့်ပောင်ရာဆွဲကိုင်းနဲ့အမြင့်ဆုံးကောင်းဆောင်တွေကိုပြင်မှတ်ထားတိုက်ခိုက်ဖို့အန်ယူဂျင်တိုက်တွန်းနေဆက်ပြကြရာဆွဲမှုတွေနေနေမှာအန်ယူဂျင်နိုင်ငံပြကြရာဆွဲမှုဆိုင်ရာအလုပ်ဖွဲ့နဲ့ပြည်သူရဲတပ်ဖွဲ့တွေကကတ်ကိုညီပန့်ဖို့ပေးတဲ့ပိုင်မှာပောင်ရတဲ့ရှယ်လို့ဆိုမြန်မာမှာကြောင်ပြန့်ပောင်ရာဆွဲကိုင်းနဲ့အမြင့်ဆုံးကောင်းဆောင်တွေကိုပြင်မှတ်ထားတိုက်ခိုက်ဖို့နဲ့လူကုန်ကူးကံရသူတွေကိုကဲတင်ဖို့လိမ့်လက်ခံသူတွေရဲ့ငွေကြေးပြန်လည်ရရှိဖို့နဲ့နိုင်ငံတကာအနေနဲ့အရှိန်မြင့်ကြိုးပမ်းမှုအမျိုးသားညီညွတ်ရေးဆွဲရအန်ယူဂျင်ကတောင်းပြန်တောင်းဆိုတယ် ကြားပြန်ခိုင်းနေကုန်နေနေမော်အမေရိကန်နဲ့တရုတ်နိုင်ငံတို့ကအချိန်မြင့်လာချိန်မှာအန်ယူဂျီဆရာကထုတ်ပြန်တောင်းဆိုတာဖြစ်ပါတယ်။ဒါအပြင်အန်ယူဂျီနေနဲ့မြန်မာနိုင်ငံမှာနိုင်ငံပြတ်ကျော်ရာဆွဲမှုတွေကိုနိုင်နေအမြင့်ပြတ်ဖို့ထိခိုက်နေတာတွေကိုပံ့ပိုးကူညီနိုင်မှုဒိုင်းသားတော်လိုင်းဖွဲ့ရဲ့အရာကိုကြားပြန်မိတ်ဖွဲ့အောင်ချုပ်ရဲ့ဖွဲ့စည်းရေးနိုင်ငံတကာတရားဥပဒေစိုးမိုးရေးဖွဲ့တခြားသက်ဆိုင်အဖွဲ့စည်းရေးနဲ့အတူညီနိုင်ဆိုင်တဲ့ကတိကဝတ်တွေကိုဆက်လက်ကျင့်သုံးသွားမယ်လို့ဆိုတယ်။ အန်ယူဂျန်နိုင်ငံပြကြရာစစ်မှုဆိုင်ရာအလောက်ဖွဲနဲ့ပြည်သူ့ရဲတပ်ဖွဲ့တို့ကအကူအညီပံ့ပိုးတဲ့အပိုင်းမှာပေါင်းရည်ရရှိရဆိုတဲ့အချက်အပိုင်းအဓိကအချက်၈ချက်ပိုင်းနဲ့ထုတ်ပြန်ချက်ကိုနိုဝင်ဘာလ15ရက်နေ့မှာထုတ်ပြန်တာဖြစ်ပါတယ်။အရှိတအချာကစိုက်ပါလိမ့်လဲဂိုင်းနေဟာကမ္ဘာတဝန်းရှိပြည်မဲ့ပြည်သူတွေထံကနေတနည်းလေဒေါ်လာ65ဘီလီယံကလိမ့်လဲလဲပြားနေမြန်မာနိုင်ငံသားသတိနှောင်းဟာအွန်လိုင်းလိမ့်လဲမှုတွေလောက်ဆက်အဖျားပေးတိမ့်တိမ့်ခံရလို့အသိပေးပါတယ်။ ကြားပြန်ခိုင်းတွေကိုနှိမ်နေတဲ့ထိုင်းနိုင်ငံတရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံပြင်အိမ်ကြီးချင်းနိုင်ငံတွေဒေသတွင်နိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းအလုံးရဲ့ကြိုးပမ်းလှုပ်ဆောင်မှုတွေကိုကျေးဇူးတင်အသိမှတ်ပြုကြောင်းနဲ့ရာဇဝတ်ကိန်းတွေရဲ့အမြင့်ဆုံးကောင်းဆောင်ဆင်ရှိသူတွေကိုပြန်မှတ်ထားတိုက်ခိုက်ဖို့လည်းတောင်းဆိုပါတယ်။ရာဇဝတ်မှုတွေရပ်တန့်မှုလိမ့်လည်းခန့်တရေငွေကြေးတွေပြန်လည်ရရှိဖို့နဲ့လူကုန်ကူးခံရတဲ့အတွက်လူခွင့်အလေးထားပြီးနေရစီပြန်လည်ပို့ဆောင်နိုင်မှုနိုင်ငံတကာကတိုးမြှင့်ကြိုးပမ်းမှုတွေလိုအပ်တယ်လို့ဆိုထားတယ်။ကောင်းကျင်မြန်မာနိုင်ငံနိုင်ငံဖြတ်ကျော်ရာဆွဲမှုတွေကိုနှိမ်နှင်းအမြင့်ဖြတ်ဖို့နဲ့အထူးခိုက်သူတွေကိုပံ့ပိုးကူညီဖို့တိုင်းဒေသတော်လှန်ရေးဖွဲ့ ဂျာပြစ်မိဖက်အုပ်ချုပ်ရေးဖွဲ့စည်းနိုင်ငံတကာတရားဥပဒေစိုးမိုးရေးဖွဲ့ရင်းနဲ့တခြားသက်ဆိုင်အဖွဲ့ရင်းနဲ့အတူညှိနှိုင်းဆောင်တောက်ဖို့ကတိကဝတ်ကိုလည်းဆက်လက်ကျင်းသုံးသွားမယ်လို့ဆိုရယ်အမေရိကန်နိုင်ငံသားတွေစီကနေဘီလီယံနဲ့ချီယံကိုတွေခွင့်ယူခဲ့ရှစ်တောင်အာရှနိုင်ငံတွေကအွန်လိုင်းလိင်လဲတဲ့ဂိုင်းတွေကိုဖြိုခွင်းဖို့စကန် Center Straight 4ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်ကနိုဝင်ဘာလ12ရက်နေ့မှာထုတ်ပြန်တဲ့ Scan Center Straight 4မှာတရားရည်ဌာနလေ့ဝဲအေဂျင်စီနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ FBI လည်းပါဝင်ပါတယ်။တရုတ်ဆိုရကလည်း online လေလဲမှုပူးပေါင်းတိုက်ဖျက်ရေးအတွက်ဆိုပြီးတရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလောင်နဲ့ဗီယက်နမ်နိုင်ငံပေါင်းတဲ့အစည်းအဝေးကိုတရုတ်နိုင်ငံကုမင်းမြို့မှာနိုဝင်ဘာလ12ရက်နေ့ကကျင်းပခဲ့ပါတယ်။ ဆက်လက်ပြီးတော့စိုက်ဘာလင်းလဲကောင်းဆောင်တွေကိုပြတ်မှတ်ထားဖို့တိုက်ခိုက်ဖို့နိုင်ငံတကာကအနေချင်းတိုက်တွန်းမြန်မာနိုင်ငံတွင်းကနိုင်ငံဖြတ်ကျော်ရာဇဝဲမှုနဲ့စိုက်ဘာရာဇဝဲစင်တာရဲ့အမြင့်ဆုံးကောင်းဆောင်အဆင့်ရှိသူတွေကိုပြတ်မှတ်ထားတိုက်ခိုက်ဖို့လိုအပ်ကြောင်းမြို့သားညီအစိုးရကနိုဝင်ဘာလ10ရက်နေ့မှာတိုက်တွန်းလိုက်ပါတယ်။ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ရဲ့မြန်မာပြည်တွင်းနဲ့ပြည်ပမှလင်းလဲကိုင်းကောင်းဆောင်တွေကိုဖမ်းဆီးတရားစွဲဆိုဖို့လှုံ့ဆော်တာအမေရိကန်နိုင်ငံက United States ကစင်တာ Straight for ဖွဲ့စည်းရာ ညာဆွေးဖွဲ့စည်းကိုစီးပွားဆိုင်ပိတ်ဆို့ရေးရွာနဲ့ပိတ်ပိုင်ဆိုင်မှုတွေကိုတင်ဆက်ဖို့အတွက်ဗန်နိုင်းဌာနကကြေညာခဲ့လှုပ်ဆောင်ခြင်းနဲ့ပါဝင်အင်းကြီးချင်းနိုင်ငံနေဒေသတွင်းနိုင်ငံနေနဲ့နိုင်ငံတကာအဖွဲ့အစည်းအားလုံးရဲ့ကြိုးပမ်းမှုကိုကျေးဇူးတင်တိမပြကြတိုက်တွန်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီအကျိုးမြတ်ငွေနဲ့တခြားရစဲမှုမြမပြည်သူတွေပေါ်ကျွလွန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုမိလောင်အလင်ပေးဖြစ်စင်တယ်လို့လည်းဖော်ပြတယ်။မြို့သားညီညွတ်ဆွေအနေနဲ့မြန်မာနိုင်ငံမှာနိုင်ငံဖြတ်ကျော်ရစဲမှုတွေကိုနှိမ်နှင်းအမြင့်ဖြတ်ဖို့နဲ့ထိခိုက်သူတွေကိုပတ်မိုးကူညီနိုင်မှုတိုင်းသားတော်လှန်ရေးဖွဲ့ရင် EAO ဂျာပြတ်မိတ်ဖက်အုပ်ချုပ်ရေးအဖွဲ့အစည်းနိုင်ငံတကာတရားဥပဒေစိုးမိုးရေးအဖွဲ့တခြားသက်ဆိုင်အဖွဲ့အစည်းနဲ့တို့ညှိနှိုင်းဆောင်ရွက်သောကတိကဝတ်ကိုဆက်လက်ကျင့်သုံးသွားမယ်လို့တည်ပြီးပါတယ်။မြို့သားညွေဆိုရနိုင်ငံဖြတ်ကျော်ရာဆွေးမှုဆိုင်အလို့ဖွဲ့နဲ့ပြည်သူ့ရဲတပ်ဖွဲ့တို့ကကုညီပတ်ပေါ်တဲ့အပိုင်းမှာပါဝင်လက်ရှိလို့ဖော်ပြတယ်။နောက်ခုထောက်ပြန်ကြမှာမြို့သားညွေဆိုရ2023အောက်တိုဘာ18ရက်ထုတ်လူကုန်ကူးမှုဖြားရောက်လေလမှုတဲ့နိုင်ငံဖြတ်ကျော်မှုကိန်းဆိုင်အကြညာချက်နဲ့ဆက်ဆက်သလိုမြို့သားညွေဆိုရ KNPP ကနေမြို့သားတွတ်တဲ့ပါတီ KNU ခင်မြို့သားစီရော ။ CNN ချင်းမြို့သားတောင် ABS တရမြန်မာနိုင်ငံလုံးဆိုင်အကြောင်းသားဒီမိုကရက်တစ်တောင်ဝန်ပြသေးပါတီ NSP WNP Women မီဂူဖာမာတို့ကခုနှစ်ဇန်နဝါရီလ20ကထုတ်ပြန်တဲ့မြန်မာနိုင်ငံစိုက်ဘာရာဇဝတ်မှုကြီးထွားလာတဲ့အကြမ်းတမ်းနဲ့ပတ်သက်တဲ့ပူးတွဲကြေညာချက်တွေနဲ့ဆက်ဆက်အသိပေးထားပါတယ်။ အမေရိကန်ဆိုရရဲ့ပိတ်ဆို့ရေးရုံမူဝါဒတွေကိုတော့အဓိကတောင်းရဲ့ဗန်နိုင်းဝင်ကြီးဌာနကနိုဝင်ဘာ၁၂ရက်စနေ့ထုတ်ပြန်မှာတော့ DKP အပြင်ဆက်ဆက်ကုမ္ပဏီဖြစ်တဲ့ Tron Asia International Holding Group Thailand နဲ့ Trust Star တို့လည်းရေးရုံပိတ်ဆို့ခံရတဲ့ဈေးမှာပေါင်းလာတာကိုတွေ့ရတယ်။နောက်ပြီးတရုတ်ဒုစရိုက်ကိန်းနဲ့အဆက်ဆက်ရှိနေတဲ့ထိုင်းနိုင်ငံသားချမှုစာဝန်လည်းပါဝင်ခဲ့ပါတယ်။ ကြားပြတ်ဒူးစိုက်ဂိုင်းနေဟာဒီကေပီနဲ့ပူပေါင်းမြန်မာနိုင်ငံတွေမှာငွေကြေးလိမ်လည်မှုဒူးစိုက်ကွန်အတီထူထောင်ထားကြောင်းအဲဒီဂိုင်းနေလူမောင်ခုံမှုတွေကလည်းတားကောက်ပွားကြောက်ခဲ့သူများပြန်ရှိခဲ့ကြောင်းအမေရိကန်ဗန်နိုင်းဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ကေဟလောကပြောပါတယ်ဆရာပီမြင်းချံကစစ်တပ်ဆင်စင်ကိတိုက်ခိုက်ခံရပြီးဆေးဥစုဝင်နဲ့ထွက်ပြေးမန်လေးတိုင်းမြင်းချံမြို့နယ်ကစစ်ကောင်စီဂိတ်စကန်တို့တိုက်ခိုက်ခံရပြီးထိခိုက်ဒေဆုံးမှုရှိကဂိတ်စကန်စစ်ကောင်ထွက်ပြေးသွားကြောင်းသတင်းရရှိပါရ နိုဝင်ဘာလ17ရက်မနက်6:55မိနစ်ခန့်ကမြင်းချံမြို့နယ်မြင်းချံတလုံလမ်းပေါ်မှာရှိတဲ့ကောင်းခွက်ချေရနယ်ကံရချေရကြားကစစ်ကောင်စီစေကိတ်ကိုထနာမြင့်စစ်ကြောင်းနဲ့မာမီတပ်ဖွဲ့တွေကဝေယတိုက်ခိုက်ခဲ့တာစစ်ကောင်စီတပ်သားနဲ့ပြူစော်ဒီ15ရက်ထက်မနည်းရှယ်ဒီစကန်တွေကိုဒရုန်းတွေနဲ့ပုံသေးချစတင်တိုက်ခိုက်ပြီးနောက်မြေပြင်ကနေစစ်ကြောင်းနဲ့ကြောင်းခွဲကကိတ်စကန်တွေထိဝေယတိုက်ခိုက်ခဲ့လို့ထနာမြင့်စစ်ကြောင်းတာဝန်ခံကပြောတယ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သားနဲ့ပြူစော်ဒီ9ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာသူတွေရှိကကိတ်စကန်ကိုစုကတပြေးသွားလို့ထနာမြင့်စစ်ကြောင်းကထုတ်ပြန်တယ် ဂိတ်ကိုရှင်းလင်းဝင်ချိန်မှာမြင်းကြံမျိုးကနေတက်ကူစစ်ကရောက်လာလို့ဆုတ်ခွာခဲ့လို့ထနောက်မြင်စစ်ကြောင်းအတည်ပြုပါရယ်။ဂိတ်စစ်စင်ကို Justice Warrior တပ်ဖွဲ့မဟာမိတ်ဒရုန်းတပ်ဖွဲ့ဖြစ်တဲ့ MDF မြောင်ဒရုန်းကြားခင်စိတ်တပ်ဖွဲ့ Revolutionary Effort မြင်းကြံခဲအမတ်စတဲ့တိုင်ရင်လက်ယုံတက်925ပျောက်ကြားတပ်ဖွဲ့ငန်းစုံ Pick up Drone တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်။စေကောင်းစီတက်ကလည်း၎င်းတို့စုံမထားမြင်းကြံမျိုးပေါ်မှာလူငယ်တွေကိုပေါ်တာဆွဲနေပြီးနိုဝင်ဘာပထမလအတွင်းလူငယ်များပြားဖမ်းဆီးခံရတဲ့အကြောင်းမြို့ခံတွေကပြောပါရယ်။နောက်ဆက်အပ်ကြတဲ့အတွက်ထွေချင်းဆိုတဲ့ရှင်ပါရရှင်